အားလုံးမင်္ဂလာပါခင်ဗျာ Wave Football Channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်အခုပဲဒီမင်းညကရှင်ပြန်ကစားခဲ့ကြတဲ့ဘန်လီနဲ့အာဆင်နယ်တို့ရဲ့ဘွဲပြီး၃၆ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီဘွဲဒီမှာဆိုရင်အာဆင်နယ်ကဘန်လီကို၂ခုခုရှိတော့ရလာတဲ့အနိုင်ရရှိခဲ့တယ်အာဆင်နယ်အနေနဲ့နောက်ထပ်အကောင်းဆုံး performance ပြသနိုင်ခဲ့တဲ့ဘွဲလို့ပြောရမယ်အထူးသဖြင့်ဒီပထမပိုင်းမှာဆိုရင်ဒီဘွဲကိုအကောင်းဆုံးထိန်းချုပ်ပြီးကစားနိုင်ခဲ့တယ်။ဘလောက်ဒီအာဆင်နယ်ထိန်းချုပ်ကစားနိုင်ခဲ့လဲဆိုရင်ဟိုအင်ရှင်ဘန်လီအနေနဲ့ဒီဂိုးပေါက် ကန်တင်းမှု0ဂိုးပေါက်တဲမမှု0ချိန်ဖြစ်အောင်အကောင်းဆုံးထိန်းချုပ်ပြီးကစားနိုင်ခဲ့တယ်ဒါ့အပြင်ဒီအာဆင်နယ်အနေနဲ့ဟိုပထမပိုင်းမှာရတဲ့ chance တွေကိုအကောင်းဆုံးဆုံးသတ်နိုင်ခဲ့မယ်ဆိုရင်ဒီပထမပိုင်းမှာတင်၄လုံး၅လုံးလောက်တွင်းနိုင်မဲ့အခွင့်အရေးမျိုးတွေရခဲ့တယ်ဒါပေမဲ့ဒီ finishing ပိုင်းအနေငယ်အားနည်းမှုတွေကြောင့်ကျွန်တော်တို့ရတဲ့ရတဲ့တဲ့ကိုတွေမရပဲဖြစ်ခဲ့တယ်။အခုဒီနှစ်ပွဲမှာကျွန်တော်သဘောကျတဲ့အပိုင်းလေးရှိတယ်ဗျ။အဲ့ဒါဘာလဲဆိုတော့ဟိုအာဆင်နယ်တင်းရဲ့တချို့ကစားသမားတွေက ဒီ position buy ကိုအကောင်းဆုံး rotate လုပ်ပြီးကစားသွားနိုင်ခဲ့တယ်။သူတစ်ပြင်ဒီ declare right to average as zero ပေါ့ declare right ဆိုရင်ဒီနံပါတ် left number 8 row your right number 8 row your အကောင်းဆုံးဖြည့်ဆွက်ကစားပေးခဲ့တယ်။ဒါအပြင် average as zero ဆိုရင်လည်းဒီ left number 10 row your right number 10 row your ဒီအကောင်းဆုံးကစားနိုင်ခဲ့တယ်။ဒါအပြင်ဒီအဲ့ဒီ as zero ကစားတဲ့ကစားပုံလည်းကျွန်တော်အရင်သဘောကျတယ်။ဘာလဲဆိုရင်သူ့အနေနဲ့ဒီ ball ကို winning back ပြန်လုပ်တဲ့နေရာမှာဒီ high press လုပ်ပြီးတော့အကောင်းဆုံး ကစားနိုင်ခဲ့တယ်ဒီလိုမျိုးအခြေအနေမျိုးကိုကျွန်တော်၃ညလေးချိန်တမတဲတွေ့ခဲ့တယ်ဒီနေ့ပွဲစဉ်ရဲ့ဟိုအကောင်းဆုံးကစားမှာတော့ဒီ Declan Rice ပေါ့ရသွားတဲ့ goal နှစ် goal စလုံးကဆိုရင်သူ့ရဲ့ goal ပါဝင်ပတ်သက်မှုတွေပါတယ်ဒီပထမတစ်လုံးမှာဆိုရင်လည်းဒီဒီ corner ကနေ Declan Rice ရဲ့ဒီ deliver ကနေ Gabriel ချပေးရတဲ့တစ်ဆင့်ဒီ Bitter Yorkret အဆုံးသက်ပြီးတော့ twin ပေးခဲ့တယ် ဒီဒီနေ့ဒီကလာရိုက်ကစားတာတော်တော်ကောင်းတယ်အထူးသဖြင့်ဒီ1-1ဂျူရယ်ပိုင်းတွေရောဒီတက်ကယ်ပိုင်းရောနောက်ပြီးဒီဘောကိုဝင်းဒီဘက်ပြန်လုတဲ့နေရာမှာတော့ဘာမှမပြောစရာမလိုဘူးဒီကွင်းလယ်ကိုထိန်းချုပ်တဲ့နေရာမှာလည်းသူ့ရဲ့အခံကဏ္ဍကအရန်ကိုအေးပါခဲ့တယ်ဒုတိယကတော့လီယန်ဒိုထရော့ဆက်ရဲ့ cheese cross ကနေတဲ့ဆင်ဒီကလာရိုက်တကယ်ကိုပါဝါဘူးခါတာနဲ့အကောင်းဆုံးဆုံးသက်ပြီးတော့ဒုတိယဦးဆောင်ကိုတွင်းယူပေးခဲ့တယ်အဲ့နောက်ပိုင်းမှာဆိုလဲကျွန်တော်တို့ chance တွေတော်တော်များများရတယ်ဗျဒီဘူကာယိုဆာကာဆိုရင်နှလုံးလောင်ရှိမယ်ထင်တယ်ပထမပိုင်းမှာသူလွတ်တော့သွားတဲ့တလုံးရယ်နောက်ပြီးဒီ ပီတာယောခရဲ့ area ပေါင်းစတဲ့ချပေးတဲ့တလုံးရဲ့ဒီလုံးနေတာသူအနေနဲ့အကောင်းဆုံးသုံးသပ်နိုင်ခဲ့မှာဆိုရင်ကျွန်တော်တို့ပထမပိုင်းမှာလေးလုံး၅လုံးလောက်ဒီဂိုးပြတ်သွားနိုင်တဲ့အခြေအနေမျိုးတွေဖန်တီးနိုင်ခဲ့မယ်ဒါပေမဲ့ဟိုအဆုံးသက်ပိုင်းအားနည်းမှုတွေကြောင့်ကျွန်တော်တို့ဟိုဂိုးတွေမရခဲ့တာဖြစ်ပါတယ်။နောက်ပြီးဒီဘကာယိုစာကာဆိုရင်ကျွန်တော်စောင့်ကြည့်နေတာနှစ်ပွဲရှိပြီ။သူအနေငယ်ခြေစွမ်းကြာဆင်းနေတယ်လို့ကျွန်တော်ခံစားရတယ်။ဒီပဲလေးနဲ့ပွဲမှာရောဒီနှစ်ပွဲမှာဆိုရင်လည်းသူဟိုအကောင်းဆုံးဟိုလုံးမပြနိုင်ခဲ့ဘူး။ ဒါလည်းဟိုပွဲဆက်ဟိုအနေငယ်များလာလဲပါတာပေါ့ဒါကအာရီဒါအနေနဲ့နောက်ပိုင်းပွဲတင်နေမှာစာခါကိုဟို60လောက်ကြာရင်လူအနေငယ်လူစားလဲပြီးတော့ဟိုတုံးဆွဲတင်တယ်လို့ကျွန်တော်တို့မြင်တယ်။အဲမှာဆိုရင်အာဆင်နယ်ကဟိုဂိုးရဖို့ဆိုတာအထက်ရနေတဲ့ကလင်းရှစ်ဖို့ဒီဆက်ကျူအားဖြစ်ဖို့အတွက်အကောင်းဆုံးထိန်းချုပ်ကစားသွားခဲ့တယ်။ဒီဒုတိယပိုင်းပွဲဆက်မှာပဲဗီတာယောဂရက်နဲ့ဘီကင်မိုရီနိုနဲ့လူစားလဲခဲ့တယ်။ဘီကင်အာတီတာကတော့ဒီလူစားလဲမှုပေါ်သူကဗာပြောခဲ့လဲဆိုတော့ဗီတာယောဂရက်အနေနဲ့တဲ့ ီကြွသားအနေငယ်နာကျင်မှုခံစားခဲ့ရလို့သူ့အနေနဲ့ risk မယူခြင်းတဲ့အတွက်ကြောင့်လူသားလဲခဲ့လို့ပြောခဲ့တယ်ဒီနေ့ beta ရောက်တဲ့ကစားတော့တော်တော်ကောင်းတယ်နော်ဒီ high press လုပ် high press လုပ်ပြီးဘောလုံးဝင်းဒီဘက်ပြန်လုတဲ့နေရာနောက်ပြီးဒီတောင်ပန်ကစားမအိနဲ့ဒီ link up ပလေးတွဲပြီးတော့ကစားတဲ့နေရာဒီဒီနေ့ beta ရောက်တဲ့ကစားသွားတာတော်တော်ကောင်းတယ်ဘန်လီကတော့ထူးထူးခြားခြားဒုတိယပိုင်းမှာဆိုလဲဘာမှမေမေရကလုတ်ပြခဲ့တာဘာမှမရှိဘူးဒီနောက်ပိုင်းမိနစ်တွေမှာပဲဒီဂိုးပေါက်ကန်သွင်းတယ်ဒါကလည်းဟိုဒီဒေးဗစ်ရာ ဟိုအသေးတံပုတ်ထုတ်ကာဝယ်ရအောင်တဲ့အနေထားတော့မဟုတ်ခဲ့ဘူးနောက်ဆုံးရတဲ့ဒီ free kick မှာဆိုရင်တိုင်မြန်သွားတယ်ဒီလောက်ပဲဒါဘာပဲပြောပြောမဖြစ်အာတီတိုင်းအာဆင်နယ်တင်းကတော့နောက်ထပ်တစ်ချိန်အကောင်းဆုံး performance ပြသပြီးအနိုင်ယူနိုင်ခဲ့တယ်နောက်ဆုံးကစားခဲ့တဲ့၅ဘက်မှာဆိုရင်၅ဘက်စတိုက်နိုင်ပြီးတော့၄ဘက် clean sheet ရယူနိုင်ခဲ့တယ်ဒါအပြင်ဟိုအဆင့်နှစ်နေရာကဘုံမောက်အသင်းကို9မှတ်ပြတ်ပြီးတော့အဆင့်တစ်နေရာကိုဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်ဒါကတော့ဘန်လီနေအာဆင်နယ်2ဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ